မြန်မာနိုင်ငံကနေပြပခီးစဉ်တွေရဲ့ခီးတဲ့ဝန်ဆောင်မှုစရိတ်အတွက်အခွန်ကို PSC Passenger Services Charges Tax ကိုအရင်ဒေါ်လာ20သတ်မှတ်ထားရကအခု April 23ရက်နေ့နောက်ပိုင်းလင်းလက်မှတ်ဖြတ်ထားတဲ့သူတွေကတော့ထပ်ဆောင်5ဒေါ်လာကိုလေးစိတ်မှပေးဆောင်ရမယ်လို့ပြပခီးသွားလုပ်ငန်းအေဂျင်စီတွေနဲ့လေးချောင်းလိုင်းတွေကထုတ်ပြန်ကြေညာနေပါတယ်ဧပြီလ23ရက်ကနေမေလ7ရက်တွင်ဝယ်ယူထားတဲ့လေရင်လက်မှတ်တွေအတွက်ကတော့၄စိမ့်မှာမြန်မာငွေနဲ့ဒေါ်လာကောင်ဒေါ်လာနဲ့ဒေါ်လာကောင် ရင်းစိတ်ချက်ကင်ကောင်တာဖြတ်ပြီးလဝကကောင်တာမှာပြီးဆောင်ရမှာဖြစ်ကြောင်းလည်းသိရပါဗျ။ဒီမေဟိုကလေအခုအမားတို့မေလ12ရက်နေ့မတိုင်ခင် ဖြတ်ထားတဲ့လက်မှတ်တွေအကုန်လုံးကလေးစိတ်ရောက်ရင်9ဒေါ်လာထပ်ပေးရမယ်။အဲမေလ12ရက်နေ့နောက်ပိုင်းအကုန်လုံး25ဒေါ်လာဖြတ်မယ်။ဒါပေမဲ့25ဒေါ်လာကဟိုပါဗောလက်မှတ်ထဲကနေဖြတ်သွားမှာပေါ့နော်။အဲ့လိုမျိုး လေရင်လက်မှတ်ကမှဈေးတက်နိုင်တာဆိုတော့အရင်တော့မာစုတို့လေရင်လက်မှတ်ရောင်းရင် test လေအာ custom service ကြီးဆိုရင်မာစုတို့ကဟိုဟာပဲဖြတ်တာအဲ့လိုမျိုး9ချက်30အဲ့လိုဖြတ်ထားပြီးသားပေါ့နော်အခုမှ तू ကထပ်တိုးလိုက်တာပေါ့ညီမလေး25ဒေါ်လာထပ်တိုးလိုက်တာပေါ့အဲ့လိုမျိုးမီလာဆန်းရက်နေ့နောက်ပိုင်းပြပခီးစဉ်တွေအတွက်လက်မှတ်ဖြတ်တဲ့အခါမှာတပါတဲ့25ဒေါ်လာကိုကောက်ယူသွားမှာဖြစ်ကြောင်းသိရပါတယ် အခုမေလ12ရက်နေ့မတိုင်ခင်မှာတော့လက်မှတ်ဖြတ်ထားတဲ့သူတွေအတွက်ကဒီစိတ်မှာထပ်ဆောင်5ဒေါ်လာပေးဆောင်ခိုင်းတာဟာအလုပ်ပိုးရှုပ်ကြောင်းနဲ့ဝန်ဆောင်ကတွေအခွန်တိုးကောက်ရင်ဝန်ဆောင်မှုတွေတိုးလာဖို့မျှော်လင့်ထားကြောင်းကိုမိဘဖြစ်သူအတွက်ပြပခီးစဉ်လက်မှတ်ဝယ်ယူထားပေးသူတယောက်ကပြောပါတယ်။အဲကျွန်မအဖေဆိုရင်ဒီဒွန်းလာထဲမှာစီစစ်ဖို့တွားဖို့အတွက်ကိုမိဘတည့်ရနေရလက်မှတ်ဝယ်ထားတယ်။အဲ့တော့သူတို့ဒီပိုးပြီးကောက်ခံနေဆိုရဲအဲပေါင်းဟိုရက်ထဲဝင်သွားတာပေါ့နော်ဝင်သွားတော့ အခု၄၀ရောင်းရင်5ဒေါ်လာဒါမှမဟုတ်ရင်မြန်မာငွေနဲ့ပေးရမယ်ဆိုသူတို့ပြောထားတယ်ပေါ့နော်အဲ့ဒီတော့ကြီးရတော့အလုပ်ရှုပ်တယ်ပေါ့ဘယ် exchange rate နဲ့ပေးရမှာလဲပေါ့နော်သူတို့တတ်မှတ်ထားတာလည်းမရှိဘူးပေါ့နော်အခုအမကြားသိရတာတော့သူတို့ exchange rate နဲ့ပုံမှန်ဒီ exchange rate နဲ့ဆိုတော့တောင်းခွဲကြော်တော့တော့ကြာနေပေါ့နော်ဒါပေမဲ့အခုကြားရတော့တောင်းချင်လို့တောင်းနေတယ်ဆိုရအောင်ဒီပဲကြားတိနေရတယ်ပေါ့နော်အဲ့တော့လူကြီးအတွက်ဟိုရောက်မှရေးစေးရောက်မှပေးရတယ်ထုတ်ရလို့ရတယ်ဆိုတော့ပြေရဆရာဆိုရှုပ်တာပေါ့နော် charges ပို့ကောက်တဲ့အတွက်ကြောင့် blue bar personal service charges ပို့ကောက်တဲ့အတွက် blue မဆောင်မှုတွေထပ်တိုးပြီးပေးနိုင်မလဲဆိုတာတိုးမလဲဆိုတော့ဒီမှာအနေနဲ့ပေးချင်တယ်ပေါ့နော်ပြပကြီးစဉ်အတွက်ထပ်ဆောင်ပေးရမယ့်9ဒေါ်လာကိုတော့ဘလို့ငွေလဲလုံးနဲ့တတ်မှတ်ပေးဆောင်ရမယ်ဆိုတာကိုကြီးညာထားတာမရှိသေးပါဘူးအရင်ကကောက်ခံနေတဲ့ပြပကြီးစဉ်လက်မှတ်အတွက်အမေရိကန်ဒေါ်လာ20ကနေ25ဒေါ်လာကိုတိုးမြှင့်လိုက်ပြီးပြည်ရင်းအတွက်ခီးစဉ်လက်မှတ်တွေကိုတော့ မြန်မာငွေ3000ကနေတထောင်ခွဲကိုတိုးမြင့်ကောက်ခံသွားမှာဖြစ်ကြောင်းသိရပါဗျ။ပြည်ရင်းကြီးစင်တွေမှာမြပြည်ရောမန္တလေးရန်ကုန်အတွက်သာတထောင်ခွဲတိုးမြင့်ကောက်ခံမှာဖြစ်ပြီးတခြားပြည်ရင်းဆိုင်ရောက်မျိုးတွေအတွက်ကတော့ကျပ်9000တာပေးဆောင်ရမှာဖြစ်ကြောင်း MAI မြန်မာ Airway International လေကြောင်းကထုတ်ပြန်ကြေညာထားပါဗျ။ကျမဝေပါ။